ထူကြပြင်းတဲ့များကဥစော်တင်ဆက်မဲ့တဲ့ကတော့ကလေးတသိန်းတသောင်းအတွက်အကူအညီများပေးရရန်ဆောင်ရနေကြောင်းယူနိုချာထုတ်ပြန်တဲ့တဲ့ဖြစ်ပါတယ်။ငလင်တန်းကြောင့်ထိခိုက်မှုအပြင်းထန်ဆုံးထဲမှာကလေးတသိန်းတသောင်းအတွက်လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့များကအကူအညီများပေးရရန်ဆောင်ရနေကြောင်းယူနိုချာမြန်မာကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ငလျင်တန်းအကြောင်းစာသင်ကျောင်း2000နီးပါးထိခိုက်ပျက်စီးခဲ့ရပြီးကျောင်းအများစုကိုလည်းအရာအလုံးဆုံးရှုံးခဲ့ကြရတဲ့မိသားစုများအထွတ်ရှာရီခိုလုံးဆရာနေရအဖြစ်ပြောင်းလဲအသုံးပြုနေရကြောင်းထုတ်ပြန်ကြမှာဖော်ပြထားတယ်လို့သိရပါတယ်ရှင်ဆလတ်တင်ဆက်မဲ့တဲ့တင်ကတော့ Health Promotion Training for Volunteer တင်နန်းဖွဲ့လှစ်တဲ့တင်ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားရတဲ့နေရာများတွင်လူမှုကယူနာအကူအညီများကိုကူညီဆောင်ရွက်နေတဲ့ကျက်ချီနီစေတနာလှုပ်ရှားရှင်များအတွက် Health Promotion Training for Volunteer တင်နန်းကိုဖွင့်လှစ်ခဲ့ကြောင်းမြန်မာနိုင်ငံကျက်ချီနီအသင်းမှသိရပါတယ်။အဆိုပါတင်နန်းကို April 14ရက်မှ April 19ရက်အထိမန္တလေးမြို့တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ သင်တန်းတွင်မြန်မာနိုင်ငံကျစ်ချင်နီအသင်းနှင့်နော်ဝေနိုင်ငံကျစ်ချင်နီအသင်းမှတာဝန်ရှိသူများကစာတွေလက်တွေတင်ကြပို့ချကြကြောင်းနှင့်ငလျင်အန်ရဲတုံမြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်ကုညီဆောင်ရွက်နေကြသောမန္တလေးတိုင်းဒေသကြီးအတွင်မှကျစ်ချင်နီစေတနာလှူဝါရှင်80ဦးတက်ရောက်လေလာသင်ယူကြကြောင်းသိရပါရရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြန်မာငလျင်ကူညီရေးအတွက် မလေးရှားစစ်စေးအဖွဲ့ဆေလိုတဲ့သတင်းဖြစ်ပါတယ်။ မတ်လ28ရက်နေ့ကမြန်မာနိုင်ငံတွင်အင်အားပြင်းကလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက် Operation Starlight 3အစီအစဉ်အရလူသားချင်းစာနာထောက်ထားမှုကုညီကယ်ဆယ်ရေးအဖြစ်မလေးရှားအစိုးရကမလေးရှားလက်နက်ကိုင်တပ်ဖွဲ့ ATM မှစေဘတ်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကိုဆီလွှဲလဲကြောင်းသိရပါတယ်။အဖွဲ့ဝင်69ဦးပါစစ်စေးအဖွဲ့တွင်အရာရှိ16ဦးနဲ့နေပယ်အလိုက်ကျွမ်းကျင်သူ53ဦးပါဝင်တယ်လို့ ATM ကျန်းမာရေးဌာနညွှန်ကြားရမှုကြောင့် Dr. Dr. Sukha Philip မန်ကျွန်းစုကပြောကြားခဲ့ကြောင်းသိရပါတယ်အပေါ်မူကြီးဒေါက်တာအာမန်ဖာဟန်အာမန်ဖာယိုဦးဆောင်သောအဆိုပါအဖွဲ့ဟာအစ်စ်နှင့်ယာယီစေယုံစေဝါများဆက်သွယ်ရေးကရိယာများနဲ့နှိပညာပစ္စည်းများလေးဘင်းရင်နစီ၁၈တန်ဆန်ချော့ကနစီအပါအဝင်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းကရိယာများကိုလည်းယူဆောင်သွားခဲ့တယ်လို့၎င်းကပြောဆိုထားကြောင်းသိရပါပါတယ်ရှင်။ နောက်ဆုံးနဲ့ဆက်မဲ့တဲ့ငါတော့မိထီလာကံပေါင်းမြေပြိုကြမှုဖြစ်ပေါ်တဲ့တဲ့ဖြစ်ပါတယ်။ဧပြီလ16ရက်ကမိထီလာမျိုးရင်းမိုးရွာသွန်းမှုကြောင့်ငလျင်လောက်ခတ်မှုတံကိုခန်းစားခဲ့ရသော မိထီလာဒေသရှိကံပေါင်းတို့ကိုမြေပြိုကြခဲ့ကြောင်းသိရပါတယ်။ ရခိုပြည်စင်ဟာမိုးရေစီးကြောင်းနဲ့မြေနေအထားပြောင်းလဲမှုတို့ကြောင့်ကံပေါင်ရဲ့တည်ငြိမ်မှုကိုထိခိုက်စေခဲ့တယ်လို့ကနအိုးခံမှန်းချက်များအရသိရပါတယ်။လက်ရှိတွင်ဒေသခံအနာပိုင်များကပြေကြတဲ့နေရာသို့တောရောက်ဆစ်ဆဲလျက်ရှိပြီးပြည်ပြင်လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းနဲ့ကံပေါင်နေနေမိအတွင်းမှနေထိုင်သူများအနေနဲ့မြေပြိုနိုင်တဲ့အန္တရာယ်ရှိသောနေရာများမှာရှောင်ရှားရန်ကြိုတင်တတိပေးချက်များထုတ်ပြန်ထားတယ်လို့သိရပါတယ်ရှင်။